ကျာသာပရိသသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါနော်ကျာသာပရိသသမီးများအတွေ့ပတ်စဉ်တောက်ကြနေညနေ6နာရီမှာပုံမှန်တင်ပြနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲ့တော်နမိတ်အဲတော်ခေါ်ဆန်းပါနော်ဒါကြပြီမှာဖြစ်ပါတယ်တင်ပြဟောဆန်းဟောပြီမှာဖြစ်ပါတယ်ဒီဩဒရန်လေးကိုကျွန်တော်တို့ပတ်စဉ်တောက်ကြနေညနေ6နာရီဆိုရင်ပုံမှန်အဖြစ်တင်ပြနေကြဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေဟောဒရန်စီစဉ်လေးမစတင်ခင်မှာအယူတော်မင်္ဂလာချမ်းနေပြီးတော့တရင်စကားလေးတွေပါတယ်မှာ တော်ရူရမင်္ဂလာချံကိုဘုရုံးနဲ့လွှဲပြီးတော့ကျန်တဲ့ရက်ဒီမှာပေးရမစီဖွင့်ပါလေ။ဒီလိုမျိုးလွတ်လွတ်လပ်လပ်လာပြီးတော့ရေရရာအစီရင်နေဆောင်ရွက်လို့ရပါ။ဆိုတော့ယူရိုမင်္ဂလာချန်ကိုမှပြုတ်လုတဲ့ရေရရာတွေကိုရေရရာကြီးပါတီနာကြီးတပြားတစ်ချက်မှမယူပဲမတောင်းခံပဲနဲ့မေတ္တာတက်တဲ့စေရနာတက်တဲ့နဲ့အခမဲ့ရေရရာဆောင်ရွက်ပေးနေတဲ့ရေရရာအောင်မြင်ပဲဖြစ်ပါတယ်နော်။ဒါကြောင့်ထောက်ကျန်ကျော်မော်ဘီတိုးဂိတ်နာမှာကိုလုံကွင်းဆိုတဲ့မှတ်တမ်းကြီးပါတယ်။ပိနေကုံကြီးရောမှာတည်ရှိပါတယ်။ အဲ့တော့တခြားသောသူတွေကတို့ရူရမင်္ဂလာချမ်းကိုမလာနိုင်ဘူးဘေးရင်မေ့ကျင်တဲ့မိတ်ဆွေတွေရှိပါတယ်တို့ကမှအခက်အခဲတွေရှိလို့အကူအညီတောင်းနေတဲ့သူတွေကတော့ကျွန်တော်တို့ကျွဲ့ Viber နံပါတ်ဖြစ်တဲ့39 692 395လုံး9ဆိုတဲ့ဖုန်းနံပါတ်ရဲ့39992029ဆိုတဲ့ Viber ဖုန်းနံပါတ်နှလုံးဝင်ပြီးတော့ဗီဒီမီလို့ရပါတယ်ဟောစရန်နေမှာလို့ရပါတယ်ရေရာကိစ္စတွေအကူအညီတောင်းခံလို့ရပါတယ်။နောက် ဒါလေးတွေကတော့အဘဆရာကြီးမင်းတင်ကရဲ့ကြီးနေပတော့အပီးပေါဆိုတဲ့ပရီးလေးဖြစ်ပါတယ်နော်မိမိတို့ရဲ့အလုတ်ကန်ကြံစီစိတ်ကူးရည်ရွယ်ချက်ကြီးမင်းချက်တွေကိုမြန်မြန်တန်တန်ပြည်စည်းပြည်မြောက်အောင်မြင်စေရဖို့အတွက်အတိတ်ထံပြုပြီးတော့စေရတဲ့ဆရာကြီးမင်းတင်ကအဘမင်းတင်ကရဲ့ကြီးပတော့ပရီးလေးဖြစ်ပါတယ်ဒါတော့ကျွန်တော်ကိုယ်တိုင်စီရင်ထားတဲ့ဝါစိန်နီလက်ပတ်လေးတွေဖြစ်ပါတယ်အဆောင်လက်ပတ်လေးတွေပါဒါကျမ်းမာရေးကောင်းဖို့ဆိုရင်အဝါရောင်လက်ပတ်လေးဖြစ်တယ်စီဝါရေးအတွက်ဆိုရင် အစိမ်းရောင်လက်ပတ်လေးဖြစ်တယ်အခြေအနေအောင်ဆိုရင် အနီရောင်လက်ပတ်လေးဖြစ်ပါတယ်အဲဒီလက်ပတ်လေးတွေ ။ဒါလူကူကဒါကတော့ဒီအင်းသုံးမျိုးပါတွဲလို့ထားတဲ့အဆောင်ဆက်လွယ်လေးဖြစ်ပါတယ်။ဒါကတော့လောင်းကစားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနိုင်ရသေးတယ်ဒိုးကလေးဖြစ်ပါတယ်။ဒါကတော့ပစ္စည်းတွေကိုမြန်မြန်ရောင်းထွက်သေးတဲ့ဈေးသားရောင်းမှဒါကတော့ဈေးဆိုင်တွေ၊စတိုးဆိုင်တွေ၊စားတောက်ဆိုင်တွေလုပ်ငန်းတွေရောင်းကားဝယ်အားကောင်းစေဖို့အတွက်ကျွန်တော်စီရင်ထားတဲ့ဆမဖျောင်းနိုင်နေလေးဖြစ်ပါတယ်။ဒီမှာဆမလေးတွေနဲ့စီရင်ထားတာပါ။ဒါကတော့အရေးကြီးတဲ့ကိစ္စတွေမှာနေနံလိုက်အတိတ်တန်နဲ့ထုံးညိပူဇော်ရတဲ့ ါ။ယေရနာဒီပန်ဖျောင်းနိုင်ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့မိစေတွေမှာအခက်အခဲတွေရှိနေတယ်။ဒါလေးတွေလည်းလိုချင်တယ်၊မှားချင်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39692 3950လုံးခုနဲ့ဆိုတော့ Viber နံပါတ်ရဲ့39692 3950ဆိုတဲ့ဖုန်းနံပါတ်အဲ့နှလုံးကနေပြီးတော့ဆက်သွယ်ပြီးတော့မာယူနိုင်ပါတယ်။ Billing Hotline တွေကိုလည်းမာယူနိုင်ပါတယ်နော်။ တော့ကြာလာပရိသတ်သမီးကျွန်တော်ရဲ့မိတ်ဆွေတွေကြာလာတဲ့ပထမဆုံးနမိတ်စီပါတယ်ခွဲပလားခုနှလုံးကနမိတ်ဖြစ်ပါတယ်ဒီနမိတ်မှာဆိုရင်တော့လူတယောက်ရဲ့စီမှာခွဲပလားတွေအစီရှိနေတာပေါ့နော်အဲ့ဒီခွဲပလားတွေထဲမှာဟာမတူညီတဲ့အရာဝတ္ထုတွေအဖြစ်အမောက်ထည့်ထားတဲ့နမိတ်ပါတချို့ခွဲပလားတွေထဲမှာဆိုရင် လူပုံလေးပါတယ်ပေါ့နော်အမျိုးသမီးပုံပေါ့တချို့ခွဲပလားတွေမှာဆိုရင်အဝေစားနမိတ်တချို့ခွဲပလားမှာတော့မွေတချို့ခွဲပလားမှာတော့ရဲတိုက်ကြီးပါတယ် တချို့ကွယ်ပလားမှာတော့ဆိုင်ရစဘာတွေအပြည့်အမောက်ထည့်ထားပြီးတော့တချို့ကွယ်ပလားတွေမှာဆိုရင်တော့စိန်ကျွေရတနာတွေအပြည့်အမောက်ထည့်ထားတဲ့နမိတ်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့မိဆွေကြာသာပတိသားသမီးတွေတွေကံကောင်းဆုံးလို့သတ်မှတ်တဲ့အချိန်ကာလဖြစ်ပါတယ်ကံကောင်းဆုံးဖြစ်တဲ့အချိန်ကာလဖြစ်တဲ့လူကျင်နာကိုရှိကိုမျက်ဝါးထင်ထင်ရောက်ရှိလာမဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့ကြာလာတဲ့သားသမီးတွေအတွက်ဒီကာလတွေမှာကိုကဘာအတွက်ရည်ရွယ်ပြီးတော့စူးစမ်းနေတယ်လဲပေါ့နော် အဲ့ဒီအရာတွေအားလုံးအောင်မြင်နိုင်တဲ့အခွင့်အရေးတွေအောင်မြင်နိုင်တဲ့အခွင့်အလမ်းတွေတိပိဝဝပေါ်ပေါက်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။တော့ကိုကအလုပ်ကောင်းကောင်းလုပ်ခြင်းနဲ့ကြာသာဝတီသားသမီးတွေတွေအလုပ်ကိုင်ခွင့်အရေးခွင့်အလမ်းတွေပေါ်ပေါက်တတ်တယ်ပေါ့နော်။ပိုင်ဆိုင်မှုတွေအတွက်အကျိုးသာအထောက်နေတဲ့ကြာသာဝတီသားသမီးတွေဆိုရင်ပိုင်ဆိုင်မှုတွေကျက်ဒီမင်္ဂလာတွေတိုးတက်လာနိုင်တဲ့ကံတရာမျိုးရှိတယ်။ စာဝန်တွေပြည်လဲဖို့အတွက်အကျိုးသားအထုတ်နေတဲ့ကြာသာပတိသားသမီးတွေဆိုရင်စာဝန်တွေပြည်လဲစရာအခွင့်အရေးအခွင့်အလမ်းတွေပေါ်ပေါက်တတ်တယ်။အခြေအနေတွေအတွက်ကံကောင်းမှုအိမ်အောင်ပြုဖို့ဘဝအဖို့လက်တွဲဖို့ကြားရှိဖို့အတွက်အကျိုးသားအထုတ်နေတဲ့ကြာသာပတိသားသမီးတွေဆိုရင်လည်းပဲအဲ့ဒီဘဝရဲ့စစ်မှန်တဲ့အဖို့တွေရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။တခြားတခြားသောကြီးဝဲချက်တွေနိုင်ငံသားဖို့ကြိုးစားနေတဲ့လူတွေဆိုရင်လည်းနိုင်ငံသားနဲ့ပတ်သက်တဲ့အခွင့်အရေးအခွင့်အလမ်းတွေပေါ်ပေါက်တတ်တာ။အလို့ရဖို့ ယာရုတို့ဖို့ငွေသေးဥစ္စာဒနာတွေပြည့်စုံမှုပြည်လည်ဖို့စီဝါဥစ္စာတွေတိုးတက်ဖို့အခွင့်အရေးတွေအခွင့်အလမ်းတွေများစွာပေါ်ပေါက်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒါဆိုရင်ကျောင်းသားသမီးတွေကဘာလုပ်ရမှာလဲ။အဲ့ဒီကံလျော်သားတွေပေါ်ပေါက်လာတဲ့အခွင့်အရေးတွေအခွင့်အလမ်းတွေကိုမိမိရရမိမိရရပါနော်လက်စုပ်လက်ကိုင် ဖန်ဆုပ်ဖို့ဖန်ကိုင်ဖို့ဖြစ်ပါတယ်။အခွင့်အရေးတွေအခွင့်အလမ်းတွေကတော့မိမိရဲ့နေမင်္ဂလာကိုတကားလာခောက်ပါရဲ့။ကိုယ်ကဖွင့်မကြည့်ဘူးဖွင့်မပေးဘူးဆိုရင်အဲ့ဒီအခွင့်အရေးအခွင့်အလမ်းတွေက သူကနောက်ကျောပဲမြင်လိုက်ရမယ့်အခြေအနေမျိုးရှိတာပေါ့နော်ဒါကြောင့်မလို့ကျော်တော်ဒေသသမီးတွေကကံအားလျော်စားနဲ့ရည်ရွယ်ချက်ညီမတဲ့တွေပြေးသွားမယ်အလုတ်ကင်ခွင့်ရခွန်းလန်းတွေပေါ်မယ်အဖက်ဖက်ကနေအဆင်ပြေမဲ့ကံစားတာမျိုးတွေရှိတယ်မျောလင့်ချက်တွေပြေးသွားမယ်ပေါ့နော်လုံးရင်ကောင်းမလားမကောင်းမလားလုံးတင်လားမလုံးတင်လားဆိုအင်မတန်မှလုံးတင်တဲ့အချိန်ကာလလို့ပြောမယ်နောက်ကျနေပြီလို့တော့ပြောမယ်ဆိုရင်ပြောလို့ရတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နံပါတ်1ကဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့အပေးအယူကိစ္စတွေအငွေကိစ္စတွေအောင်မြင်နိုင်တယ် အဲဒီကတော့ငွေချင်းနဲ့ပတ်သက်တဲ့ကန်တာတွေမှာထူးထူးထွားခြားအဆင်ပြေဖို့ရှိပါတယ်။ငွေချင်းကန်တာတွေကောင်းမှုရှိတယ်။အဖက်ဘက်ကနေအဆင်ပြေခြင်းတွေရှိတယ်။လူမှုရေးနဲ့ပတ်သက်တဲ့ကန်တာမှာကြတော့နှလုံးသားမှာဓာတ်သုံးလက်စိုက်တဲ့နမိတ်ပါ။အဲတော့လူမှုရေးတော့ကြာသပတိသားသမီးတွေအတွက်နည်းနည်းလေးညံ့တယ်လို့ပြောရမှာဖြစ်ပါလူမျိုးရဲ့အကြောင်းပြုပြီးတော့စိတ်ညစ်ရတဲ့လူယုံဒုက္ခပေးတတ်တဲ့လူယုံတတ်တတ်တဲ့အဖက်ဖက်ကနေပြီးတော့အစင်မပြေခြင်းပူပင်ဒုက္ခရောက်ရခြင်းဆိုတာလူမျိုးရေးကြောင်ပါအ ကိုယ်အနောက်ကျမဲ့လူတွေပေါ်ပေါက်တတ်တယ်။အရန်ကျွေးတွေရန်အဟောင်းတွေကအစ်စ်ဖြစ်လာတတ်တယ်။ပြဿနာအဟောင်းတွေကပြဿနာအစ်စ်ပြန်ဖြစ်အဲ့ဒါလေးတော့နည်းနည်းကြီးဆိုင်ဖို့လိုအပ်ပါတယ်။ကျမကြီးကန္တာကဂျာတာပရိသသမီးများတွေထူးထူးခြားခြားအញ្ញံခိုက်ကြီးကြီးမမရှိဘူး။တင်တာရေးနဲ့ပတ်သက်တဲ့ကန္တာတွေကောင်းတယ်။တင်တဲ့ကိစ္စတွေစောင်းဝဲဖြည့်ဆွခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေတော်တော်လေးကောင်းပါနောက်ချင်းရောင်းနေပါတဲ့ကန္တာရံဒီမှာကြတော့နည်းနည်းအခက်အခဲလေးကြုံရတတ်တယ်စိတ်နေစရာလေးတွေဖြစ်တတ်တယ် ဘလို့ရဖြစ်တာလဲဆိုမာနကိုအကြောင်းပြုပြီးတော့အခြေအနေတိုင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေဖြစ်တတ်ကိုနဲ့ကိုချစ်သူနဲ့ကြားထဲမှာမာမာနတွေကအာမာမာနတွေကိုအကြောင်းပြုပြီးတော့ဆက်ဆက်တိမကန်နေဖြစ်ပြီးတော့ဗောနော်အခြေအနေအဆင်မပြေတာလို့ဆက်ဆက်တိမကန်ဖြစ်ပြီးတော့အိမ်တော်ရဲ့အဆင်မပြေတာလို့ခြေတော်နဲ့ပတ်သက်ပြီးတော့တယောက်နဲ့တယောက်စကားပြောတဲ့အခါတိုင်မင်းတဲ့အခါဆွေးနွေးတဲ့အခါညှိနှိုင်းတဲ့အခါလေးတွေမှာမာမာနတွေကိုအခြေခံပြီးတော့ပြောဆိုညှိနှိုင်းဆွေးနွေးကြတယ်အဲ့လိုတယောက်နဲ့တယောက်အဆင်မပြေမှုလေးတွေဖြစ်တတ်တယ် ပြဿနာသေးသေးလေးကနေပြဿနာအကြီးဖြစ်သွားတတ်တယ်။ဘာမဟုတ်တဲ့ပြဿနာလေးတွေနဲ့အိမ်ဘူးနေတာလို့အိမ်ဆူနေတာလို့စိတ်ထဲမှာမတည်မကြဖြစ်နေတာလို့အဲ့ဒါမျိုးလေးတွေကြုံရတတ်ပါတယ်နော်။အဲလိုအလုံးအုံကုံသုံးတတ်မှဆိုရင်ဇာတာပတိသားသမီးတွေအတွက်ကံကောင်းခြင်းတွေများပါတယ်။အလို့ကံကိုရေးခွန်းလန်းတွေစီးပွားရေးတွေငွေကြေးနဲ့ပတ်သက်တာတွေကျန်းမာရေးနဲ့ပတ်သက်တာတွေအော်ပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေတော်တော်လေးတိတိကျကျကောင်းမွန်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။လို့ရကောင်းလားမကောင်းလားဆိုရင် နောက်ကြနေပြီလို့တော့ပြောလို့ရတာပေါ့နော်။ ဲ့တော့ဂျာပန်ပြည်သားသမီးတွေတွေဒီကလာမှာကံကောင်းတဲ့ရောင်ကတော့အနီရောင်နီညိုရောင်ကံတာတာကောင်းပါတယ်အကြောင်းချင်းကကိစ္စရှိတဲ့ကအနီရောင်လေးတွေနီညိုရောင်လေးတွေဝတ်ပါဆောင်းပါထီလို့ဓာရီကံသမ်းမဲ့တို့ဓာရီကိုဝါသနာပါတဲ့ဂျာပန်ပြည်သားသမီးတွေဆိုရင်တေစာ3 3တို့3စာတေစုံတို့စတဲ့နံပါတ်တွေချပြီးတော့ထိုးပါရသော်ပြချင်းကိုအဲတန်ကားတော်ရှင်သူမြတ်တွေကိုတဲ့စာအုပ်ဓမ္မဒါနလူတန်းပြီးတော့လူရာဆူတောင်းပါမိတို့မှာကြည့်တဲ့မကောင်းတဲ့ကံတရာအညာကိုက်တွေပြပြပြီးတော့ကောင်းကျိုးလူရာဆန္ဒရရှိတယ်မှာဖြစ်ပါလေ ကျားသားပြည်သားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလေကိုကျမ်းမစိတ်ချမ်းသာလိုရာစန္ဒနှလုံးတော်ရယ်ပြည့်စုံနိုင်ကြပါစေ။ challenge ကိုဆောင်းလင်းပြောကြပါစေ။မိမိတို့လိုရာဘဝစည်းလမ်းကိုပန်းခင်းသောလမ်းပေါ်မှာရှောင်းလန်းနိုင်ကြပါစေလို့ယူရောမင်္ဂလာချမ်းနဲ့အလေးနဲ့အားလုံးကိုဆုတောင်းမြတ်တာပို့သလိုက်